ညီမနာမည်ကတော့ရွှေမင်းအောင်ပါနော်။အာညီမအဲ GD preparation batch 21နဲ့ intensive batch 12ကိုတက်ခဲ့ရပါအာညီမအရင်တန်းတဲ့အကြောင်းမှာရှိရဲအာဆရာတယောက်ကနေပြီးညွှန်ပြရပါတော့ KBC ကဆရာသမားတွေစာသင်ပြကောင်းနေဆိုပြီးတော့အဲ့မှာကရင်စာတက်ဖြစ်တာပါ ဒီလိုမျိုးရအကုန်ကြည့်ကြည့်ရတော့ KVDC ရဲ့စာသင်ပြပိုင်းကတော်တော်ကောင်းတယ်။အာအဲ့လိုမျိုးနဲ့ကြည့်ပြီးတော့ညီမနဲ့လည်း live ဖတ်တယ်မြဲထင်ပြီးတော့ရေးခဲ့ရပါဟုတ်။ဟုတ်ပြီခဲ့ပါရဲ့နှစ်တန်းလုံးတက်တာနှစ်တန်းလုံးဟာဆရာဆရာမရဲ့ပုံပေါ်ရေးလေးရှိပါရဲ့စာသင်ပြရလဲကောင်းကြရဲ့တကယ်လေးနားလဲနိုင်အောင်သင်ပေးကြရဲ့ဟုတ် ဆာမိုးဝဲတော့ဆိုရင်ညီမအင်ဂျင်စစ်တန်းတက်ခဲ့တယ်။အင်ဂျင်စစ်တန်းတက်မှာဆိုရင်ဂျီနီဆိုတာက practice မြန်မြန်လုံးမှာစီပြီးရဲ့ဘာသာဆိုတော့ practice မြန်မြန်လုပ်ပြီးရဲ့ဆရာမိုင်းနဲ့ first study ဒီလိုလုပ်ကြရဲ့။နောက်ပြီးတော့အာဘယ်လိုပြောမလဲဒီ discussion တွေအတန်းထဲမှာ discussion တွေအများကြီးလုပ်ပြီးရဲ့အဲ့အမျိုးတွေပို့ပြီးတော့စဉ်းစားတတ်ကြပေါ့။အဲ့ကြတော့ဂျီဒီဒီတကယ်အင်ဂျင်ကြီးမှာဘယ်လိုစဉ်းစားမလဲဆိုတာမျိုးကြီးစဉ်းစားတတ်အောင်ပြင်ခဲ့ရပါဟုတ်။ အာ result ဒီပေါ်တော့ကျေနပ်မှုရှိပါတယ်အမှတ်တွေလည်းအဆင်ပြေရယ်ဟောကိုတကယ်ကြိုးစားခဲ့တဲ့အမှတ်တိုင်းတကယ်ထွက်လာတဲ့အတွက်လည်းဒီဆရာဆရာမရဲ့ကျေးဇူးကြောင့်ရောကိုကြောင့်ရောလို့ထင်ပါတယ်ဟုတ်အာအခုကတော့အခုကတော့ ACCA အကောင့်နင်းဘက်ကိုတက်နေရဟုတ်အဲ့အနေနဲ့ဆေး overseas ကိုသွားပါပါဟုတ် ဒီ program လေးကတော့တကယ်ကောင်းပါတယ်ကြီးဒီ program လေးဆိုတော့လေအာနောက်ပြီးတော့ဒီဆရာဆရာမတွေကလည်းတကယ်သင်ပြကောင်းကြရဲဆိုတော့ဒီဒီ program မှာတက်မယ်ဆိုဆရာဆရာမတွေဒီပဲတော့အားကိုးလို့တော့မရဘူးပေါ့နော်ကိုကိုတိုင်းလည်းအာတကယ်စိတ်ပတ်ဝင်စားစရာနဲ့စာအုပ်ကြီးဒီဇိုင်းလုပ်ဆရာမတွေကလည်းဆရာမတွေပေးသလောက်လေးယူအကုန်လုံးလာဆိုရင်တော့ဒီ program လေးကအဲ့လောက်ကြီးထင်စားလို့ခရင်မှာမဟုတ်ပါဘူးကြီးဒီအောင်လို့ဆိုတာအဲ့လောက်ကြီးမခရင်တော့ပါဘူးဟုတ်